ဒီယာတီပြင်သစ်လီရဲ့တွင်ကိုအများဆုံးကစားသမားဖြစ်နေသူဂရင်းဝူးရဲ့ကမ္ဘာဖလားအိတ်မတ် ရက်ဒီဘယ်ဒါရီကနေပြန်လည်တင်ဆက်ပေးနေပါရယ်မန်ချက်စတာယူနိုက်တက်အကယ်ဒမီအတွက်မေဆန်ဂရင်းဝူဟာဒီဘက်တွင်အင်္ဂလန်ဘလုံးတိုင်းဝိုင်းမှာပြန်လည်ရည်ပန်းစားနေပါရယ်အကြောင်းရင်းကတော့ဂရင်းဝူအနေနဲ့ဒီယာဒီမှာ၅ဝဲမြောက်ချန်ပီယံလိပွဲစဉ်ဖြစ်အင်္ဂလိပ်ကလပ်နယူကာဆယ်ယူနိုက်တက်နဲ့ကစားဖို့ရှိနေတဲ့အတွက်ပါဂရင်းဝူဟာအဆိုပါပွဲစဉ်မှာတော်လေးကိုခြေစွမ်းပြနိုင်ခဲ့ပြီးအသင်းပေါ်ရဲ့အတွက်အခွင့်အရေး၅ချိန်ထိကိုဖန်တီးပေးထားနိုင်ခဲ့ပါရယ်အင်္ဂလန်နီးပြဟောင်းဂလန်စ်ကတော့ဂရင်းဝူရဲ့ပေးပို့မှုတွေကထူးချွန်ပြောင်းပြောင်းလာပါရယ်သူဘောလုံးရတဲ့အချိန်တိုင်းကြောက်စရာအရန်ကိုကောင်းနေပါရယ်ဆိုပြီးတော့ TNE Sport ရုပ်သံအစီအစဉ်မှာချီးကျူးစကားဆိုခဲ့ပါရယ်ဂရင်းဝူဟာ ဒီယာတီပြင်းသည့်လီကူဝမ်မှာဆနပ်ပွဲခစားပြီးချိန်စေကိုသွင်းယူထားပြီးထိတ်တန်းကိုသွင်းရှင်ဆင်းရဲမှာဥဆောင်လည်းရှိပါရယ်အခုတလောသူနဲ့ပတ်သက်ပြီးအားလုံးမေးနေကြတာကအခုလိုထိတ်တန်းဆင်ခြေစွမ်းနေပြသနေတဲ့ Green U ကိုလာမယ့်နှစ်ကမ္ဘာဖလားမှာမြင်တွေ့ခွင့်ရမလားဆိုတဲ့မေးခွန်းမှာ Green U ဟာအင်္ဂလန်စီနီယာအသင်းကြီးအတွက်တပွဲပဲကစားထားမှုထားပြီးကိုဗစ်ကာလအတွင်းအသင်းပေါ် Foden နဲ့အတူကောင်မလေးနှစ်ယောက်ကိုသွားရောက်တွေ့ဆုံခဲ့တာကြောင့်အိမ်ပြန်ပူချင်းခံခဲ့ရပါရယ်အဒီကလာနောက်ပိုင်း Green U ဟာအင်္ဂလန်အတွက်တပွဲမှထပ်မကစားရတော့ပါဘူး။အောက်လာတော့ကတော့ Jamaica Passport ရတာတဲ့ Green U အနေနဲ့အဖိုးအဖွားတွေရဲ့ဇာတိနိုင်ငံကိုလည်းကို စားပြုကစားခွင့်ရရှိနေပါတယ်။ဂျမေကာတင်းရမက်လာမှာကမ္ဘာဖလားဝင်ခွင့်အတွက်အဆုံးဖြတ်ခြေစစ်ပွဲတွေကစားရဖို့ရှိနေပါတယ်။ဂျမေကာဟာပထမဆုံးအနေနဲ့အချိန်ပိုင်းလုံသမားတွေနဲ့ဖွဲ့စည်းထားတဲ့ကယ်လီဒိုနီးယားနိုင်ငံနဲ့ကစားရဖို့ရှိနေပြီးအဲဒီနောက်မှာကမ္ဘာဆင်56ဂျမေကာထက်14ဆင်ပဲပိုမြင့်နေကွန်ဂိုအသင်းနဲ့ကစားရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဂျမေကာအသင်းရဲ့ကမ္ဘာဖလားအိမ်မက်ကလည်းမခက်ခဲလှဘူးလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ဂျမေကာအသင်းကစားသမားအများစုကတော့ရခိုင်ခြေစစ်ပွဲတွေမှာပါဝင်ဖို့ငြင်းဆန်ခဲ့ပြီးအခုကမ္ဘာဖလားပလေးအော့ဖ်ပွဲစဉ်တွေကြမှာဒါလာရောက်ဖူးပေါင်းနိုင်တဲ့ဂရင်းအပေါ်မှာစိုးရိမ်မှုတွေ ရှိနေကြတယ်လို့သိရပါဗျ။